င်္ဂလာပါအသက်ရှင်သောဘုရားသခင်အကြီးစိုးတော်ကိုရှိဥစွာချီးမွမ်းပါれဓမ္မမိတ်ဆွေများကိုလည်းဒီကနေ့ဘုရားသခင်နှုတ်ကပတ်တော်အပြင်ဝင်ငှခွန်အားပေးခြင်းပါれဓမ္မကျမ်းစာကိုလေ့လာကြည့်တဲ့အခါမှာမာရီဆိုတဲ့နာမည်နဲ့အမျိုးသမီး၅ဦးရှိပါれဒီကနေ့မာရီရဲ့အသက်တာတယောက်အပြင်ဝင်ငှခြင်း ਨੇ တမန်တော်ဝုဒ္ဓချမ်းအခန်းကြီး၁၂ထဲကရှင်မာကုရဲ့မိခင်ဖြစ်ပါれဒီအမျိုးသမီးဟာနာမည်ကြီးကြော်ကြားတဲ့အမျိုးသမီးတယောက်တော့မဟုတ်ပါဘူး တမကျန်းစာထဲမှာလည်းသူ့အကြောင်းအများကြီးမဖော်ပြထားပါဘူး။သို့တော်လည်းသူ့ရဲ့အသက်တာရဲ့လှုပ်ဆောင်ချက်ဟာကျွန်တော်တို့ယုံကြည်သူအတွက်တကယ်ပဲသင်ကန်းစာယူစရာဖြစ်တယ်ဆိုတာသူ့အသက်တာအပြင်ခွန်အားယူဖို့ရန်အတွက်ဝင်ကချင်ပါတယ်။နံပါတ်၁တစ်ချက်အနေနဲ့မာရီရဲ့အသက်တာထူခြားချက်ကဘာလဲဆိုရင်ယုံကြည်ခြင်းဤအိမ်ထောင်တိမ်ကိုတည်ဆောက်ခြင်းဖြစ်ပါတယ်။မာရီရဲ့အသက်တာထဲမှာချမ်းသာတဲ့သူမဟုတ်ပါဘူး။ ြော်ကြားတဲ့သူလည်းမဟုတ်ပါဘူးပညာတတ်တဲ့သူလည်းမဟုတ်ပါဘူးသို့တော်လည်းသူ့မှာရှိတဲ့အိမ်လေးတအိမ်ရှိပါတယ်သူ့အိမ်ကလည်းအိမ်ကောင်းကောင်းလေးဖြစ်ချင်မှဖြစ်မယ်အဲ့ဒီကာလမှာနော်သို့တော်လည်းသူ့ရဲ့အိမ်ဟာဘာမှမဟုတ်တော့လဲသူ့ရဲ့အိမ်ဟာဆူတောင်းရာအိမ်ဖယားသခင်အကုန်မျက်မှောက်ပြုတဲ့ဖယားသခင်ကိုကိုးကွယ်တဲ့အိမ်အဖြစ်သူဆက်ကပ်ထားတာကိုကျွန်တော် တမန်တော်ဝုဒ္ဓချံအခန်းကြီး7နဲ့အငယ်9မှာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့အိမ်ဟာဘာအတွက်သုံးပြုနေသလဲတကယ်တော့ကျွန်တော်တို့ကိုဘုရားသခင်ပိုင်တယ်လို့ကျွန်တော်ရဲ့ဥစ္စာအားလုံးကိုလည်းဘုရားသခင်ပိုင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အိမ်ဟာဆုတောင်းရာအိမ်ဧည့်သည်တွေလာဖို့ရန်အတွက်တဲခိုဖို့ရန်အတွက်နေရာပေးတဲ့အိမ်ဘုရားသခင်ရဲ့နိုင်ငံတော်တာသနာတော်အတွက် ကျွန်တော်တို့ဆက်ကတ်တဲ့အိမ်ဖြစ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆိုတာဒီနေရာမှာကျွန်တော်တို့သင်ခန်းစာယူစရာဖြစ်ပါတယ်ချစ်စွာသောမိတ်ဆွေတင့်ရဲ့အိမ်ဖရာသခင်ပေးထားတဲ့နေရာကိုသင်ပါအတွက်အသုံးပြုနေတယ်လဲဆိုတာစင်ချင်ဖို့ရန်အတွက်ဝေငှချင်ပါတယ်နံပါတ်နှစ်တစ်ချက်အနေနဲ့သူ့ရဲ့အိမ်ကိုစုတောင်းရအဖြစ်အသုံးပြုနေတဲ့ကာလလေးဟာအင်မတန်မှအစဉ်ပြေချောမွေ့နေတဲ့အချိန်ကာလမဟုတ်ပါဘူး။ under ready ဂျာတဲ့ကနေပြီးတော့ ဖယားသခင်ကိုရဲရင်စွာနဲ့ကိုးကွယ်ဆုတောင်းရတဲ့အချိန်ကာလဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တမန်တော်ဝတ္ထုအကျမ်းမှာဆိုရင်ခရိယန်တွေကညှင်းဆဲခြင်းနှိပ်စက်ခြင်းခံနေရတဲ့အချိန်ကာလဖြစ်ပါတယ်။ယာကုပ်ဆိုရင်ရဲ့ရဲ့ဆက်ဆက်ဖန်းစီပြီးတော့မှအသက်ပြတ်ခံရတာမကဘူးအခုအချိန်ဒီကာလမှာဘာဖြစ်နေလဲဆိုတော့အဓိက ပြဿနာကတမန်တော်ပေတရုကိုဖမ်းပြီးတော့ထောင်ချထားတဲ့အချိန်ဖြစ်ပါတယ အဲ့လိုထောင်ချထားတဲ့အချိန်မှာအန်ဒရယ်တွေကဘလောက်ထိကြောက်เสียကောင်းတယ်လဲခရီးရန်တရားဟောရင်ဖမ်းတယ်စံစာဖတ်ရင်ဖမ်းတယ်တတ်တယ်ထောင်ချနေတယ်ဆိုတဲ့အချိန်ဖြစ်ပါတယ်သို့တော်လဲမာရိရဲ့အသက်တာထဲမှာဆိုရင်ဒီလိုအန်ဒရယ်တွေကြားတဲ့ကရဲရဲရင်ရင်ဆူတောင်းတယ်အသက်အစည်းတွေကြားတဲ့ကနေရဲရဲရင်ရင် ဖယားသခင်အတွက်သူရက်တည်တာဓမ္မတော်ဝတ္ထုကြအခန်းကြီးဆက်နေအငယ်1ကနေ3အထိဖတ်တဲ့အခါမှာကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ချစ်စွာသောမိတ်ဆွေခရိယံအသက်တာဆိုတာပေါ့ပြက်ပြက်မဟုတ်ပါဘူး။အင်မတန်လေးနက်တဲ့အသက်တာဖြစ်ပါတယ်။အစဉ်ပြေမှကျွန်တော်တို့ဖယားကိုကိုးကွယ်ရမှာမဟုတ်ဘဲနဲ့အခက်ခဲများကြားတဲ့ကကျွန်တော်တို့ရဲ့အင်ကိုဖယားအတွက်နေရာပေးရမယ်။တကယ်ဆိုရင်လူတွေကဘလို့ယူဆကြမလဲ။ ဟာသူများတွေကဲ့ရဲ့မှာပေါ့သူများတွေဖမ်းမှာပေါ့ငါတို့အိမ်ကိုလေသူများတွေခဲနဲ့ပောက်ကြမှာပေါ့ပြဿနာတွေအများကြီးမျိုးဖြစ်လာမှာပေါ့ဆိုပြီးတော့ပြောကြမှာပဲဒါပေမဲ့မာရိရဲ့အသက်တာမှာတော့တတိရှိရှိရဲရဲရင့်ရင့်ပဲအန်ဒရယ်ဒီကြားတွေကသူ့ရဲ့အိမ်ကိုဖျားသခင်အတွက်ဆူတောင်းရနေရယုံကြည်သူများကိုဧခံတဲ့ပြုစုတဲ့နေရအဖြစ်စိန်ခေါ်မှုများကြီးကြားတွေကနေဒီလိုဆက်ကတ်တဲ့ အသက်တာဆက်ကတ်တဲ့အိမ်ဖြစ်ပါတယ်ချစ်စွာသောမိတ်ဆွေကျွန်တော်အဆင်ပြေနေတဲ့ကာလမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်နေပါသလဲခက်ခဲနေတဲ့ကာလမှာကောကျွန်တော်တို့ဘယ်လိုအသက်ရှင်နေသလဲကျွန်တော်ရဲ့အိမ်ကိုဘုရားသခင်အတွက်ဘယ်လိုအသုံးပြုနေသလဲဆိုတာစင်ချင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့နှိုးဆော်ချင်ပါတယ်နံပါတ်3တစ်ချက်မာရိကဥဆောင်ပြီးတော့သူ့ရဲ့အိမ်မှာဆူတောင်းတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဆူတောင်းခြင်းရဲ့စွမ်းအား တခါလေကျွန်တော်ခရိယံအသက်အသက်တာမှာဆူတောင်းလာတာဘာမှဖြစ်လာမှာမဟုတ်ပါဘူးကွာဆိုပြီးတော့စိတ်တက်ကြအားငယ်တက်တဲ့ခရိယံတွေအများကြီးရှိပါတယ်တကယ်ဆိုရင်ကျွန်တော်ရဲ့ဆူတောင်းခြင်းကလုံးဝအချင်းကြီးမဟုတ်ပါဘူးဖယားသခင်မကြားအောင်နားထိုင်တဲ့ဖယားမဟုတ်ပါဘူးမကယ်တင်နိုင်အောင်လက်တိုတဲ့ဖယားလည်းမဟုတ်ပါဘူးပေတရုထောင်ကျနေတဲ့အချိန်မှာသူတို့အိမ်မှာသူတို့ဆူတောင်းကြတယ်တမန်တော်အခန်းကြီး7အငယ်73ကနေ79အထိဖတ်ကြည့်တဲ့အခါမှာ အခက်အခဲများကြားတဲ့ကထောင်ကျခံနေရတဲ့ပေတရုအတွက်ယုံကြည်သူတွေဟာတညာလုံးကြိုးစားပြီးတော့ဖျားစီမှာဒီလိုဆူတောင်းတဲ့အခါမှာဖျားသခင်ကထူးခြားအံ့ဩဘွေရာကောင်းလောက်အောင် ပေတရုကိုကယ်နှုတ်ခဲ့တယ်ဆိုတာကျွန်တော်တို့သက်သေတွေ့ရပါတယ်ဒါကြောင့်ချစ်စွာသောမိတ်ဆွေဖျားသခင်ဟာဆူတောင်းတော်သူကိုမျော်လင့်နေတဲ့ဖျားဖြစ်တယ်တောင်းကြလော့လို့လည်းအမိန်ပေးနေပါတယ် ဒါကြောင့်ကျွန်တော်တို့ဆူတောင်းဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ချစ်စော်သောမိတ်ဆွေတင်းရဲ့အသက်တာမှာဆူတောင်းခြင်းအပြင်အသက်ရှင်ပါသလားဒီကနေ့တင်ရောဘသူအတွက်ဆူတောင်းပေးနေပါသလဲတင်းအိမ်ကိုကဆူတောင်းရအိမ်အဖြစ်တင်းအနေနဲ့ဆက်ကပ်နေပါသလားဆူတောင်းခြင်းနဲ့ဘုရားသခင်ကိုအချင်းယူပါတင်မထမတ်တဲ့ပြောင်းလဲမှုတွေတင်ရဲ့ဆူတောင်းခြင်းအပြင်ဘုရားသခင်လှုပ်ပေးနိုင်တယ်ဆိုတာယုံကြည်စွာနဲ့လှုပ်ဆောင်ဖို့ရန်တဲ့ကျွန်တော်အနေနဲ့အားပေးခြင်းပါတယ် နံပါတ်၄တစ်ချက်သူ့အနေနဲ့ဒီလိုအမှုတော်ကိုဆက်ကတ်တာဟာနာမည်ကြီးဖို့ကြော်ကြားဖို့မဟုတ်ပါဘူး။တမန်ကျမ်းစာထဲမှာဒီမာရိအကြောင်းလေးကျမ်းစာထဲမှာအချက်ပေါင်းများစွာမပြောထားဘူး။တမန်တော်ဝုဒ္ဓချံအခန်းကြီး၁၁တခန်းထဲမှာပဲဒီတနည်းအားထဲမှာပဲသူ့ရဲ့အသက်တာသူ့ရဲ့နာမည်ပါခဲ့ပါတယ်။အင်မတန်တိုတောင်းတဲ့အချိန်ကာလဖြစ်တော်လေဒီလိုတိုတောင်းတဲ့အချိန်ကာလလေးသူ့ရဲ့ဆက်ကတ်မှုဟာအချိန်ကြီးမဖြစ်ပဲနဲ့ သူ့ရဲ့ဆုတောင်းခြင်းသူ့ရဲ့ဆက်ကပ်ခြင်းကဘုရားသခင်တန်ရှင်းသော Holy Bible မှာသူ့အကြောင်းကိုမှတ်တမ်းတင်ခြင်းခံရတယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဆက်ကပ်ခြင်းကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းကတခဏလေးဖြစ်တော်လဲဘုရားသခင်ရဲ့စည်ရင်ထဲမှာဝင်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ဘလောက်အချိန်ပေးတယ်လောကမှာဘလောက်ကျွန်တော်ကြာကြာထားတယ်။ထားတဲ့ကာလမှာဘုရားအတွက်ဘုရားနဲ့တက်အောင်ဘုရားအမှုတော်အတွက် လှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့အားပေးချင်ပါတယ်။ဒါကြောင့်ဒီအမျိုးသမီးတယောက်ဒီမာရီတယောက်ရဲ့အသက်တာဟာဆိုရင်ဧဝပြုခြင်းเนาะဖျားသခင်ကိုဆက်ကပ်ခြင်းယုံကြည်ခြင်းဆုတောင်းခြင်းနဲ့လှုပ်ဆောင်တာကိုကျွန်တော်တွေ့ရတဲ့အတွက်ကျွန်တော်ယုံကြည်သူအနေနဲ့သေးငယ်တယ်လို့ထင်ရတော့လဲเนาะဘာမှမဟုတ်ပါဘူးလို့ထင်ရတော့လဲ ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာဟာဖရာသခင်ဘတော်မှအခြေအနေမထားပါဘူးကျွန်တော်တို့ရဲ့ဆုတောင်းခြင်းကျွန်တော်ရဲ့ဆက်ကပ်ခြင်းကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းကဖရာသခင်ရဲ့အမှုတော်အတွက်ကြီးမားသောအကျိုးကို ဖြစ်စေနိုင်ပါတယ်ဒါကြောင့်ယုံကြည်သူများ မာရိအသက်တာကဲ့သို့ကိုယ့်ရဲ့နော်နေရာကိုယ့်ရဲ့အိမ်ကိုဖရာသခင်အတွက်ဆက်ကပ်ဖို့အသုံးပြုဖို့ရန်အတွက် နေရပေးပါဖရာသခင်ပေးတဲ့အရာကိုဖရာသခင်အနေရပေးပါနံပါတ်1အန်ဒရယ်ဒီဂျားတဲ့ကရဲရဲရင့်ရင့်ဖရာသခင်ကိုယုံကြည်ဆက်ကပ်ပါနံပါတ်3ကြိုးစားပြီးဆုတောင်းပါနံပါတ်4နာမည်ကြီးဖို့မဟုတ်တော့လေနာမည်မကျော်ကြားတော့လေရိုးသားစွာနဲ့ဖရာကိုယုံကြည်အားကိုးပါဒါဆိုရင်ဖရာသခင်အမှတ်တမ်းစီရင်ထဲမှာကျွန်တော်တို့ကိုထဲ့ဝင်ထားမှာဖြစ်တယ်ဆိုတာ ွန်အားယူဖို့ရန်တွေ့နာမည်ကြီးကြော်ကြားတဲ့သူမဟုတ်တော့လေယူသားစွာ ဖရာသခင်ကိုဆက်ကတ်တဲ့အပေါ်မှာဖရာသခင်ရဲ့အမှုတော်ဟာ ထင်ရှားပါတယ်ဘုန်းတော်ဟာထင်ရှားပါတယ်ဆိုတာစင်ကျင်လက်ခွန်အားယူအသက်ရှင်ဖို့ဝင်ငါပါတယ်အရောက်စတိုင်းပေါ်မှာဖရာသခင်တည်တပံကောင်းကြီးပေးပါစေနိုင်ငံတော်နဲ့ပြောင်းမချင်းတရားတ